ကဲအားလုံးမင်္ဂလာပါကျွန်တော်တို့ပွဲစုံရဲ့ပွဲချိုသုံးသက်ချက်အစီအစဉ်လေးရနေပြတာပြန်လည်ကြိုဆိုလိုက်ပါရဗျာအခုတစ်ခေါက်ဗီဒီယိုမှာတော့ဒါကျွန်တော်တို့ညီကိုနှစ်ယောက်ကပရီးမီးယားလိပ်ပွဲစဉ်ဆက်တဲ့စူပါဆန်ဒေးရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ပြီးဒါည7:00နာရီအချိန်မှာကစားသွားမယ်မန်ချက်စတာစီးတီးတင်းနဲ့လီဗာပူးအသင်းတို့ရဲ့ပွဲချိုသုံးသက်ချက်အစီအစဉ်လေးကိုဒါပြုလုပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဗျာမင်္ဂလာပါကိုတူနီ ဆိုတော့ကျွန်တော်တို့ဒီပရီးမီးယားလိဂ်ပွဲစဉ်17ရဲ့ဒါအကောင်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒါမန်ချက်စတာစီးတီးအသင်းနဲ့ဒါလီဗာပူးအသင်းတို့ရဲ့ဒါပွဲလေးပေါ်သုံးသပ်ပေးရမယ်ဆိုရင်ကျွန်တော်တို့ခါတိုင်းလိုပဲဒါကီးပွိုင့်လေးတွေရဲ့လက်ရှိ current form လေးတွေကျွန်တော်ကစားပွဲအခင်းချင်းလေးတွေကိုပဲကျွန်တော်ဒါဆက်ထုတ်ကြည့်လိုက်ရအောင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒါပရီးမီးယားလိဂ်ပွဲစဉ်10ပွဲဒါကစားပီးချိန်တွေပေါ်ဒါလက်ရှိမန်ချက်စတာစီးတီးအသင်းနဲ့ဒါလီဗာပူးအသင်းတို့ရဲ့ရှေ့စွန်းပိုင်းကိုဒါကြည့်ရမယ်ဆိုရင်ဒါလက်ရှိမန်ချက်စတာစီးတီးအသင်းရဲ့ဒါရလက်ပိုင်းရောရှေ့စွန်းပိုင်းရောဒါအသားစီးရနေတယ်ဆိုပေမဲ့လည်း ဟာကကျွန်တော်လီဗာပူးအသင်းကိုကြည့်ရမယ်ဆိုရင်ဘီယမထွေးနဲ့အက်စတွန်ဗီလာလိုအသင်းတွေကိုဒါအနံ့ရထားပြီးတော့သူ့ရဲ့မတက်ပိုင်းကိုလည်းဒါအကောင်းဆုံးပြန်လည်ခြာပွေထားနိုင်ကြတော့တွေ့ရတယ်ဗျကျွန်တော်ကလက်ရှိမှာတော့မန်ချက်စတာစီးတီးတင်းရတာပရီးမီယာလိပွဲတင်ဆယ်ပွဲကစားပြီးချိန်မှာဒါရမှတ်16မှတ်တီစုဆောင်းပြီးတော့ပရီးမီယာလိအမှတ်ပေးစရာအဆင့်နှစ်နေရာမှာရပ်တည်နေပြီးတော့ဒါတစ်ခါကလီဗာပူးတင်းရလည်းဒါဆယ်ပွဲကစားပြီးချိန်မှာရမှတ်16မိနစ်ဒါမန်ချက်စတာစီးတီးတင်းရနောက်ပရီးမီယာလိအဆင့်3နေရာမှာရပ်တည်နေတာတွေ့ရတယ်ဗျ ကျွန်တော်တို့ကခတိုင်းလိုပဲဒါစူပါဆန်ဒေးရဲ့ပွဲကြီးပွဲကောင်းအနေနဲ့ဒါမန်ချက်စတာစီးတီးတင်းနဲ့လီဗာပူးတင်းတို့ရဲ့ဒါထိတ်တိုက်တွေ့ဆုံနေတဲ့ပွဲလေးပေါ်မှာဒါကိုတိုနီအမီနီကိုသုံးသပ်ပေးပါအောင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ဒါကျွန်တော်ပရီးမီးယားလိပွဲစဉ်၁၁မှာတော့အတင်းကြီးပရီးမီးယားလိရဲ့ထိတ်တိတင်းကြီးနဲ့တင်းဖြစ်တဲ့မန်ချက်စတာစီးတီးတင်းနဲ့လီဗာပူးတင်းတို့ကထိတ်တိုက်တွေ့ဆုံပြီးကျွန်တော်ပိတ်သက်တဲ့အနေနဲ့ပွဲကောင်းတစ်ပွဲကိုချီးကျူးခံစားမှဖြစ်တဲ့ဗျာကဲ့ဗျာနော်အင်ရှင်မန်ချက်စတာစီးတီးကိုချက်ကြည့်မယ်ဆိုလို့ရှင်မန်ချက်စတာစီးတင်းနေတဲ့ပရီးမီးယားလိရာစီအစမှာသူတို့အနေနဲ့အနည်းငယ်လေး ရက်လက်ပိုင်းဆိုင်ရာခက်ခဲခဲ့ရဆိုပေမဲ့လည်းနောက်ပိုင်းပွဲစဉ်တွေမှာရက်လက်ကောင်းရင်တချို့ရခဲ့ပြီးတော့ပရီးမီးယားလိပရီးမီးယားလိရည်တည်မှုဆေးရမှာဆိုလို့ရှိရင်ဆယ်ပွဲကစားပြီးတဲ့ချိန်မှာဒါရမ၁၉မှတ်နဲ့တူအစစ်နည်းနေရာတွေတန်တန်းနိုင်ကြတာဆိုမှပြရတယ်ဗျာဒီချက်ဗျာတပတ်ကအဲ့တဲ့ဒီဘဝူးတင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်းဘဝူးတင်းနေတဲ့ဒါပရီးမီးယားလိဇာတိစမှာဒါတဖက်ကောင်းခဲ့ရဆိုပေမဲ့လည်းပြီးအပြီးခဲ့တဲ့အော်တိုဘာလတော်တော်လုံးမှာလည်းဒါရလပိုင်းဆူရခဲ့ပြီးတော့ရှုံးပွဲတွေနဲ့တွေ့ကြခဲ့တာတွေ့ရတယ်ဗျ။ဒါပေမဲ့ဒါနိုဝင်ဘာလမှာကစားခဲ့ရဲ့ အဲပွဲစဉ်နှစ်ပွဲဖြစ်တယ်ပရီးမီးယားလိနဲ့ဒါအချမလီပွဲစဉ်တွေမှာတော့သူ့အနေနဲ့အဲနိုင်ငံရေးပြင်လဲရရှိခဲ့ပြီးတော့ကလင်းရှိနိုင်ငံရေးနဲ့သူဒါပရီးမီးယားလိချန်ပီယံဘီလန်ကျောင်းကဆက်လက်ရည်တည်ဖို့အတွက်ဒါမြစ်ပြအာနဲ့စလော့အနေနဲ့အတူအတင်းတော့ဒါပြန်နဲ့တက်မှတ်လာတာကိုကျွန်တော်တွေ့ရတယ်ဗျဒီပွဲစဉ်ကဒါတီချာပေါ့မြစ်ပြအီကပ်ပွားယူလာရဲ့မက်မန်ချက်စတာစီးတင်းနဲ့ဒါမြစ်ပြအာနဲ့စလော့ဦးဆောင်လာမယ်လဘောက်တင်းတို့ရဲ့အပွဲစဉ်တစ်ပွဲကိုကျွန်တော်ပရိသတ်အနေနဲ့ရေဟုံးဆက်လို့စားသွားတဲ့အခါဘောကောင်တစ်ပွဲကိုကြီးကြီးကန်းသားမှာဖြစ်တယ်ဗျဟုတ်ကဲ့ပြောပါ ကျွန်တော်နီးပြားကြီးပက်ကွာရီလာဥစားမဲ့မန်ချက်တာစီးရီးတင်းရတာနောက်ဆုံးပြန်ပွဲဆို၅ပွဲရလက်ဖို့ချက်ကြည့်ရမယ်ဆိုလို့ရှိရင်နောက်ဆုံးဒါပြန်ပွဲဆို၅ပွဲရှင်းနိုင်ကစားခဲ့တဲ့ချိန်မှာဒါသူ့အနေနဲ့နီးပွဲနိုင်ပြီးတော့တပွဲရှုံးသေးတာကျွန်တော်တွေ့ရပြအနီးပြားအနီးစလို့ဥစားနဲ့ဒါလဘဘူးတင်းရတော့ပြန်ပွဲဆိုနောက်ဆုံး၅ပွဲရတာသူ့တင်းရဒါ reset တွေချက်ကြည့်ရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့၃ပွဲနိုင်ပြီးတော့၂ပွဲရှုံးတာတွေ့ရတယ်ကဒါနီးဂျီနဲ့တင်းရသူ့ဆုံမှုမှာဆိုလို့ရှိရင်တော့ဒါနှစ်တင်းလုံးကဒါနောက်ပိုင်းပွဲချိန်တွေမှာရလက်ကောင်းနေပတ်ဆိုင်ခဲ့ပြီးတော့ အဒီဘွဲသမိုင်းလီးပြားရေးပက်ကွာယူလာဥဆောင်နဲ့မချရာစီတင်းရလဲသူ့ရဲ့အတောက်တင်းဆုံးလမ်းညနဲ့ပေါ်ထလာမှာဖြစ်ပြီးတော့အဒီပြားအနေဆိုတော့ဥဆောင်နဲ့လဘဘူးတင်းရလဲဒီဘွဲစင်မှာဒါသူ့ရဲ့လက်ကောင်းရရှိအောင်ဒါအကောင်းဆုံးပုံစံနဲ့ပြင်ဆင်လာမှာတော့တည်ကြပဲဗျဟုတ်ကဲ့ဗျကိုအဒီဘွဲစင်မှာဒါအင်ရှင်မချရာစီတင်းမတ်မှာဆိုလို့ရှိရင်ဒါသူ့ရဲ့အဓိကကစားသမားဖြစ်တဲ့ကိုဖာဆစ်တယောက်တာဒါဒဏ်ရာကြောင့်ဒီနေ့ဘွဲစင်လွတ်ဆောက်မှာဖြစ်ပြီးတော့အဲ့တဲ့လဘဘူးတင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်ဒါသူ့ရဲ့အဓိကကစားသမားဖြစ်တဲ့အကူမအလီစင်နဲ့ဒါနောက်ကန်ကစားသမား string bomb ဒီနေ့ကတော့ဒါတန်ရာဆိုဒီနေ့ပွဲစဉ်တော့ဒါလွှဲချက်မှာဖြစ်တယ်ဗျ။ဟုတ်ကဲ့ဗျာ။အဒီပွဲစဉ်ကတော့ဒါနီးပြားရဲ့ပက်ကွာရီလာအနေနဲ့ဒါသူ့ရဲ့ပုံမှန်ပရိုတင်နေကြလိုင်းနဲ့ပုံမှန်ဖြစ်တဲ့4141ဆိုတဲ့လိုင်းနဲ့ပဲဒါထပ်မံပွဲထက်လာဖို့ရှိမယ်ဗျ။ဟုတ်ကဲ့။ဒါကိုသွားနေရမှာဆိုလို့ရှိရင်တော့ဒိုနာရူမာနောက်ပြန်လျော့နေရမှာဆိုလို့ရှိရင်တော့ဒူးနဲ့ဂူဘင်ဒီရက်စ်ကာဘီယောရီလီ ဒါဒီရောက်ပေးရပဲဒါပွဲထလာမယ်ထင်နေပြအဲ defensive midfielder နေရာမှာဆိုလို့ရှိရင်တော့ဒါ Nico Gonzalez ပဲပွဲထလာဖို့ရှိမယ်ထင်နေပြအဲပြီးတော့ဒါ Manchester City တင်းရဲ့တာမန်မချက်မှာဆိုလို့ရှိရင်တော့ right Chakri နဲ့ Dubois တော့ဒါပွဲထလာမယ်လို့ခမန်းကရပြဟုတ်ကဲ့ပြနောက်တဲ့တစ်ဆင့်နှစ်ယောက်နေရာမှာဆိုလို့ရှိရင်တော့ဒါ Fivore နဲ့တူ Bernardo Silva ဒါပွဲထလာဖို့ရှိမယ်လို့ခမန်းကရပြဟုတ်ကဲ့ကိုအဓိကအထောင်တိုက်စုမှုနေရာမှာဆိုလို့ရှိရင်တော့ဒါ Elihan Langa ပဲဒါပွဲထလာဖို့ရှိမယ်ပြဟုတ်ကဲ့ကိုအပြည့်ကျွန်တော်အဲ့တဲ့လဘောက်တင်းကိုတက်ကြည့်ရမယ်ဆိုလို့ရှင်ညီပြအာနစ်စလော့အနေနဲ့ဒါသူ့ရဲ့ပုံမှန်ပိုးထွက်နေကြ line နဲ့ပုံစံတစ်ခုဖြစ်တဲ့ 4231ဆိုတဲ့ line နဲ့ပဲဒါပို့ထပ်လာဖို့ရှိမယ်ဗျ။ကိုသမားညမှာဆိုလို့ရှိရင်တော့ mama dash b ဒါနောက်တစ်လျှောက်ညမှာဆိုလို့ရှိရင်တော့ corner bravely onade van dyke robertson ဒါတကယ်ဒီရောက်ကကိုထပ်လာမယ်လို့ခမန်းနားရပြ။ဒါကုလက်ညောင်ညမှာဆိုလို့ရှိရင်တော့အဲ camera bash နဲ့ max elisa ပို့ထပ်လာဖို့ရှိပြီးတော့အဲ camera တက်စစ်နဲ့ချားမှာဆိုလို့ရှိရင်တော့ mohammed salah နဲ့ cody kabua ပို့ထပ်လာဖို့ရှိပြီးတော့ max တက်စစ်နဲ့ matt tanner ညမှာဆိုလို့ရှိရင်တော့ဒါ sawol slayer ပို့ထပ်လာဖို့ရှိမယ်ဗျ။ အဓိကအထောင်တက်စီမိုနီယာမှာဆိုလို့ရှိရင်တော့ဒါဟူဂိုအီဂီတီတီပဲဒါပို့ထက်လာမယ်လို့ထင်တယ်ဗျဟုတ်ကဲ့ကိုဟုတ်ကဲ့ပါဘူးကျွန်တော်တို့ဒါဒီပွဲစဉ်မှာဆိုရင်ဒါပွဲကောင်းတစ်ပွဲဖြစ်တာနဲ့အညီကျွန်တော်တို့ဒါစိတ်ဝင်စားစရာအချက်လေးတွေဒါရှိရဗျတော်တာတပတ်ကမန်ချက်စတာစီးတီးသင်းကိုကြည့်မယ်ဆိုရင်နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာတိုက်စစ်ကဒါစီဇန်ပြတ်ပြီးတော့ဒါ၁၂ထိကိုတွင်းထားတာတွေ့ရတယ်ဗျအနောက်ဆက်တစ်ချက်ကဒါဒီပွဲစဉ်မှာဆိုရင်ပွဲထွက်လာမဲ့တိုက်စစ်မှုအလယ်ဟာလန်ပေါ့နော်ဟာလန်ဟာဆိုရင်ဒီပွဲစဉ်မှာကျွန်တော်ထင်တာသူ့အနေနဲ့ ကိုတရားဟိုဒါအမြန်ဆုံးပြည့်နိုင်မယ့်စံချုံဒီပွဲစဉ်မှာလည်းဒါရယူသွားနိုင်မလားဆိုတော့ဒါစစ်ဝင်လာစရာဆက်လက်ဆောင်ကြည့်ရမှာဗျဒါတိုက်စစ်မူဟာနာဆိုရင်ပြီးများလေးပွဲ109ပွဲမှာဒါသူ့အနေနဲ့68ပိုးပိန့်ထားပြီးတော့ဒါအလန်ရှီယာရဲ့ဝတ်တရားအမြန်ဆုံးပြည့်တဲ့စံချုံဟိုဒါပေါင်းကုန်မှုနဲ့ပဲချုပ်ပြတ်သွားမလားဒါဆက်လက်ဆောင်ကြည့်ရမှာဖြစ်တယ်ဗျဟုတ်ကဲ့ တဖက်ကကျွန်တော်ဒါအာနာစလော့ဦးဆောင်လာတဲ့လီဗာပူးတင်ပတ်ကိုကြည့်မယ်ဆိုရင်လည်းဒါနောက်ဆုံး၅ပွဲမှာသူ့အနေနဲ့ဒါတိုက်စစ်ကောက်၁၀ဂိုးအထိရထားပြီးတော့ဒါပေးဂိုးတွေကတော့ဒါလီဗာပူးတင်အလွယ်လေးလူကူဒါပေးနေရတော့တွေ့ရတယ်ဗျကျွန်တော်ဒါဒီနယ်တင်းရဲ့ထိတ်တိုက်တိုက်ဆုံမှုကိုဒါသွားကြည့်မယ်ဆိုရင်လည်းဒါ၂ပွဲနိုင်၂ပွဲရှုံး၂ပွဲတည်ဆိုတဲ့ဒါရလက်ထွက်ပေါ်ပြီးတော့ဒါအာကျွန်တော်ဒါထူးခြားချက်အနေနဲ့ဒါလီဗာပူးတင်းရတော့ဒါနောက်ဆုံး၂ပွဲမှာဇက်တိုက်ဒါ2-0ဆိုတဲ့ရလက်တွေနဲ့ဒါအန်တန်ရရှိထားတာတော့တွေ့ရတယ်ပို့ဟုတ်ကဲ့ပါ ကျွန်တော်ကဒီပွဲစဉ်လေးပေါ့ကျွန်တော်မြင်ရသုံးသပ်ရမယ်ဆိုရင်ဒါအင်ရှင်မန်ချက်စတာစီးတီးအတင်းနေနဲ့အီဒီယက်မှာလက်ခံရှင်ပြိုင်ကစားရတယ်ဆိုပေမဲ့လည်းတစ်ဖက်ကဒါနီပယ်အန်နာစလော့ဦးဆောင်နေတဲ့လီဗာပူးအတင်းလာပြန်လာပြီလားဆိုတဲ့အတွေ့အကြုံကျွန်တော်အနေနဲ့ဒါစိတ်ဝင်စားစရာဆက်လက်ဆောင်တည်နေပြဟုတ်ကဲ့ပါဟုတ်ကျွန်တော်ဒါဘာကြောင့်လဲဆိုရင်ဒါနီပယ်အန်နာစလော့ရဲ့လီဗာပူးအတင်းနေရင်ဒါပြီးခဲ့တဲ့ ဆမ်မီယလီပွဲစဉ်မှာလည်းဒါရီယယ်မက်ထစ်လိုအသင်းမျိုးကိုရှည်စမ်းအတာနဲ့အဖက်ဘက်ကနေတည်းအတာစီးကစားပြီးတော့သူတို့ရဲ့မန်တယ်ပိုင်းကဒါအကောင်းဆုံးတိဆောက်ခါနေတာတွေ့ရတယ်ဗျ။ဒီပွဲစဉ်မှာလည်းဒါအင်ဂျင်မန်ချက်စတာစီးတီးတင်ကိုဒါဘယ်လိုအကောင်းဆုံးရှင်ပြိုင်သွားနိုင်မလဲဆိုတာကျွန်တော်တို့ဒါစဉ်ဝင်စားကြပဲဆက်လက်ဆောင်ကြရမှာဖြစ်တယ်ကို။ဟုတ်ပြတာဒီနှစ်သင်းဖြစ်ဆုံးနဲ့ဒါပရီးမီယာလိပွဲစဉ်စတင်မှာတော့နှစ်သင်းလုံးကဒါပုံစံကောင်းနေပြင်လိုက်ရရှိနေပြီးတော့နှစ်သင်းလုံးလဲတန်ခါးကစားသမားတွေဒါတော်များများကင်းစင်နေရပြရတယ် ဟုတ်ကဲ့ဒီနေ့ဇေယတာနောက်ဆုံးထိတ်ကိုက်ပေးဆိုမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကဲဟင်းမှာဆိုလို့ရှိရင်လည်းကြောက်စလုံးတဘာဝူတင်းကနိုင်ရရှိလာခဲ့ပြီးတော့အဲဒီနေ့တင်းရတာပြီးကဲနေ့ကထိတ်တိုက်ဆိုမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့လဘာဝူတင်းကပဲအတားစီးရပြီးတော့ဒါနိုင်ဝေးရရှိလာတာဖြစ်ပြီးတော့ဒီဘဲစမော်တာနေပြရီအဲပက်ကော်ရီလာဥဆောင်နဲ့မန်ချက်စတာစီးတင်းရတာဘယ်လိုမျိုးရလက်ကောင်းပြီးရရှိအောင်စနောင်းသွားလဲလဘာဝူတင်းရတဲ့မန်ချက်စတာစီးတင်းနဲ့တွေ့တိုင်းရလက်ကောင်းနေရရှိတဲ့စံချိန်ကိုဒါထပ်မှန်ပြီးတော့တင်သွားမလားအဲ့ပြပြအပိတ်တဲ့နေနဲ့တာ အထူးစောက်ကြီးရမှာဖြစ်တယ်ကဟုတ်ကဲ့ပြီးတော့ဒါဒီနေ့တင်းရဲ့ပရီးမီယာလိအဆင့်ရက်တိမှုဇီယာကြည့်မယ်ဆိုလို့ရှိရင်လည်းဒါအဆင့်2နဲ့အဆင့်3ဆိုတဲ့ရက်တိမှုဇီယာနဲ့အဆင့်1ကအာဆင်နယ်တင်းနဲ့အမတ်အမတ်ကွာချက်ဒါကျင်းမြောင်းဖို့တို့ဆိုလို့ရှိရင်တော့ဒီနေ့တင်းလုံးကဒါတင်းတင်းရတော့ရလက်ကောင်းနေရရှိဖို့ဆွမ်းတော်မလိုရမယ်ဗျာဟုတ်ကဲ့ပြဒီဗစ်စစ်မှာနိုင်ရရှိမဲ့အတင်းရဆိုလို့ရှိရင်တော့တေချာဖို့ကျွန်တော်ပရီးမီယာလိတိုင်ပွဲရဲ့ဒီလမ်းကြောင်းပေါ်မှာဒါဆက်လက်ရက်တိမှာဖြစ်ပြီးတော့ဒီဗစ်စစ်မှာရှင်းနေခဲ့တဲ့အတင်းရဆိုလို့ရှိရင်တော့ဒါအဆင့်1ကရက်တိနေတဲ့အာဆင်နယ်တင်းနဲ့အမတ်ကွာချက် ်အတကြီးမားသွားမှာဖြစ်ပြီးတော့ပရီးမီးယားလိပြန်ပွဲပြီးလိုင်းကြပေါ်မှာဒါအနေငယ်လေးတီးပဲသွားနိုင်မယ်လို့ strong ရှင်မြင်မိရဲ့ဗျဟုတ်ကဲ့ကိုတော့ဟုတ်ကဲ့အဲ့လိုဆိုတော့ဒါကျွန်တော်ပရီးမီးယားလိပွဲစဉ်၁၇ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲနဲ့ဒါ Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်ပဲဖြစ်တဲ့ Manchester City တင်းနဲ့ Liverpool တင်းတို့ရဲ့ဒါ Jeep Kunle မူလီကိုကျွန်တော်ဆက်ပြပြချင်တာကအင်ရှင်မင်ဆာသာ City တင်းကတည်ရရှုံးဆိုတဲ့ကြီးတော်ပြတာဖြစ်ပြီးတော့ဒါဂူပေါင်းဈေးမှာဆိုလို့ရှိရင်လည်း350ရှုံးဆိုတဲ့ Jeep နဲ့ဒါကျွန်တော်သိရတယ်ဗျအဲဒီဘက်စင်မော်တာဂူဆိုးနေနဲ့ဘယ်လိုရလက်တွေထွက်ပေါ်လာမယ်လို့ဒါမြင်မိလေဗျ ုတ်ကဲ့ပါကိုအဲကျွန်တော်အနေနဲ့ဒါဒီကွဲစဉ်လေးကိုသုံးသပ်ပေးရမယ်ဆိုရင်ဒါဧည့်သည်လီဗာပူးအသင်းအနေနဲ့မန်ချက်စတာစီးတီးအသင်းလို့ဒါအီဒီဟတ်မှာခက်ခဲနေတဲ့ရှင်ပြန်ကစားရနိုင်ပြီးတော့ဒီရလက်ဆိုတဲ့ပုံစံမျိုးလက်ဒါဖက်ရှင်မျိုးစိုးထွက်သွားနိုင်တယ်ပြီးတော့ကျွန်တော်ဒါဒီတက်ပို့ပြီးခံမှန်းရမယ်ဆိုရင်တော့ဒါမန်ချက်စတာစီးတီးအသင်းအနေနဲ့လီဗာပူးအသင်းကိုဒါ 1C ဒါမှမဟုတ်2-1ဆိုတဲ့ရလက်ပုံစံမျိုးနဲ့ပဲဒါကတ်နိုင်သွားမယ်လို့ထင်မိပါတယ်ကိုဟုတ်ကဲ့ပါဒီပွဲစဉ်တော့ဒါကျွန်တော်ဘူးရဲမီကထပ်မံခံမှန်းရမယ်ဆိုလို့ရှင်ကျွန်တော်ပေးတဲ့အမီနဲ့ပိုပြင်းမြလေး ပွဲစဉ်7မှာအကောင်းဆုံးပွဲစဉ်တွေပွဲနေတူဒါပြန်လည်တင်းကိုရီကိုမိတေကိုရနိုင်ပြီးတော့ပြန်လည်တင်းကိုရီနဲ့တူဒါ112ဆိုတဲ့တေရလလောက်နဲ့ပဲဒါပွဲပြီးဆုံးပါမယ်လို့ကျွန်တော်အနေနဲ့ထင်မိမိရကြဟုတ်ကဲ့ပါကိုဟုတ်ကဲ့ပါကိုဆိုဒီမြလေးပွဲစဉ်7ရဲ့ဒါအကောင်းဆုံးပွဲစဉ်တစ်ပွဲအဖြစ်ကြီးကျူးခန်းစားရမယ်ဒါမန်ချက်စတာစီးတီးတင်းနဲ့လီဗာပူးအသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်အစီအစဉ်လေးကိုကျွန်တော်တို့ဒီမှာပဲရန်နာလိုက်ရအောင်ကြ ဟုတ်ကဲ့ပါတော့ဒါဗီဒီယိုလေးကိုစိုးရိမ်ကြည့်ပေးကြတဲ့ကျေးဇူးများကြီးတင်ပါတယ်ပွဲစုံရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရဘလုံးသတင်းတွေနဲ့ဘလုံးနဲ့ပတ်သက်တဲ့သုံးသက်ချက်တွေကိုတွားရောက်နားထောင်နိုင်ပြီးကျွန်တော်ညီကိုညောင်းနဲ့တူနောက်ထပ်ပွဲချီသုံးသက်ချက်ဖွဲ့ပြီးသုံးသက်ချက်အစီအစဉ်တွေမှာပြန်လည်ဆောင်တွေ့ပါမယ်ဗျကျေးဇူးတင်ပါတယ်ဗျကျေးဇူးတင်ပါတယ်